အာဆင်နယ်တင်းကားတွေပြိုင်ဘက်ယူနိုက်တက်တင်းစီကိုပြောင်းရွှေ့ခဲ့တဲ့အကြောင်းကိုပြောလာတဲ့အေဒီဟေဗန်ဒီနေ့မှာတော့အာဆင်နယ်ပရိသတ်တွေကိုအားအားသိစေတဲ့အပြောင်းရွှေ့တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အာဆင်နယ်လူငယ်အကယ်ဒမီကနေဘက်ချက်စတာယူနိုက်တက်တင်းကိုပြောင်းရွှေ့ခဲ့တဲ့နောက်ခံလူအေဒီဟေဗန်ဟာ သူပါကြောင့်အာဆင်နယ်ကနေထွက်ပြီး United ကိုပြောင်းရွှေ့ခဲ့လေဆိုတဲ့အဓိကအကြောင်းရင်းကိုနောက်ဆုံးတော့ထုတ်ဖော်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ဒါပြင်အာဆာခီးစဉ်တွင်ရေဘရူဘင်အမော်ရင်ပေါ်သူ့ရဲ့ပထမဆုံးအမြင်တွေကိုလည်းမျှဝေခဲ့ပါတယ်။အသက်19နှစ်ရွယ်ဘိုးနောက်ကန်လူဟဲဘန်ဟာအသက်16နှစ်ခန့်ကအာဆင်နယ်လူငယ်အကယ်ဒမီကိုစတင်ဝင်ရောက်ခဲ့ပြီး9နှစ်တာကာလပတ်လုံးရောက်လာတဲ့မှာရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုပါလာကအာဆင်နယ်အသင်းကြီးအတွက်ပထမဆုံးဖွဲ့တော်ခွင့်ရရှိခဲ့ပြီးဒီပြမီခဲအာဒီတာရဲ့ပြီးခဲ့တဲ့နွေရာသီအချို့အစီအစဉ်တွေမှာပုံမှန်ပါဝင်ခဲ့ပေမဲ့လည်းဟဲဘန်ဟာအသက်စတင်မှုကိုရွေးချယ်ခဲ့ပါတယ်။သူ့ရဲ့အသင်းကြီးဖွဲ့တော်ခွင့်ကသုံးပွဲစာကန့်သတ်ခံခဲ့ရပြီးဇန်နဝါရီပြောင်းရွှေ့ကာလကုန်မှာတော့သူက United ကိုပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ အာဇင်နယ်လိုအသင်းတင်းကနေတိုင်ဘက်ယူနိုက်တက်ကိုတောင်းရွှေ့ခဲ့တဲ့အကြောင်းရင်းဟာဘာလို့လဲဆိုတာကိုပရိသတ်တွေကြားမှာမေကုံထုတ်ချဖြစ်ခဲ့ပါတယ်။မန်ယူတီဗီနဲ့အင်တာဗျူးမှာအင်္ဂလိပ်ယူဆက်ကိုလက်ရွေးစဉ်ကစားသမားဟဲဘန်ကလူမဲ့ကစားသမားတို့အနေနဲ့ပုံမှန်ကစားခွင့်ရရှိပြီးကြီးတော်အဖွဲ့ပြောဖို့အခွင့်အလမ်းတွေကသူ့ရဲ့ဆုံးဖြတ်ချက်ကိုလွှမ်းမိုးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ အရင်ကအဓိကလူငယ်ကစားသမားတွေရဲ့အခွင့်အလမ်းတွေပေါ့လို့သူကဆိုပါတယ်ယူနိုက်တက်ကပြီးခဲ့တဲ့2023 2024မှာဆယ်ကျော်တဲ့ကစားသမားတွေကိုပွဲတော်ခွင့်မိနစ်အများဆုံးပေးခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဒါကကျွန်တော်ကိုဒီကိုလာဖို့ဆွဲဆောင်ခဲ့တယ်ပြီးတော့ဒီကလူတွေနဲ့ပရိသတ်တွေကတော်တော်လေးချစ်ကြတယ်ကျွန်တော်ကစားတဲ့တုန်းကလည်းဒါကိုခံစားရတယ်သူတို့ကတကယ်ကိုအားပေးထောက်ခံကြတယ်လို့ဟဲဘန်ကရှင်းပြခဲ့ပါတယ်ဒါကငွေကြေးတဲ့ကစားခွင့်ကိုပုံမလိုလာတဲ့လူငယ်ကစားသမားတို့ရဲ့ဆုံးဖြတ်ချက်လို့ဆိုနိုင်ပါတယ်မန်ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာဟဲဘန်ကသူ့ရဲ့ရည်ချင်းတွေကိုလင်းမြန်စွာပြသနိုင်ခဲ့ပါတယ်ဟဲဘန်ကအာဖရိကပွဲစဉ်ဖူအန်နဲ့ပွဲမှာပွဲတော်ခွင့်ရရှိခဲ့ပြီးပရီးမီးယားလိမှာသူ့ရဲ့ကလပ်တင်ဟောင်းအာဆင်နယ်နဲ့ပွဲယူရိုပါလိမှာရီယယ်ဆိုစီနယ်နဲ့ပွဲတွေမှာလည်းထူးခြားတဲ့ချက် စွမ်းပြသနိုင်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲ Leicester City နဲ့ပွဲချင်းမှာတန်ရာရရှိခဲ့တာကြောင့်သူရဲ့အချိန်ရောကခဏတာရပ်တန့်ခဲ့ရပါတယ်။ဒါပေမဲ့အချိန်မီပြန်လည်တက်တာလာခဲ့ပြီး United ရဲ့အာရှကြီးစဉ်တွေကြိုက်ခိုက်မှုပြန်လည်ရရှိခဲ့ပါတယ်။ Heaven ဟာ Hong Kong ကို3-2နဲ့နိုင်ရခဲ့တဲ့ပွဲမှာဂိုးသွင်းယူခဲ့ပြီးဒီရာဒီကိုအကောင်းဆုံးပုံစံနဲ့ဆုံးသတ်ခဲ့ပါတယ်။ဒီကောကနီးပြဖွဲ့ဝင်တဲ့ပရိသတ်တွေပေါ်ခိုင်မာတဲ့ထီမင်းရက်တစ်ခုကိုချန်ထားနိုင်ခဲ့ပါတယ်။ Heaven ကနီးပြချုပ် Ruben Amorim ဟာ Man United ကသူ့ရဲ့လာလာတွေကိုပြည့်စုံပြိုးထောင်ဖို့မှန်ကန်တဲ့ပအဝင်ချင်းဖြစ်ကြောင်းသူ့ကိုယုံကြည်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အဓိကခန့်ကန့်တာကနေပါဝင်တယ်လို့ပြောကြားခဲ့ပါတယ်။သူကကျွန်တော်တို့ရဲ့ကစားဟန်ကကျွန်တော်နဲ့ live ဖတ်တယ်လို့ပြောခဲ့တယ်။ ။ဘာကြောင့်လဲဆိုတော့သူတို့ကနောက်ခံလူ၃ယောက်တန်းနဲ့ကစားတာကျွန်တော်က၃ယောက်တန်းရဲ့ဘယ်ဘက်မှာကစားတယ်။ဒါကဘောလုံးနဲ့တူပြေးနိုင်ဖို့အခွင့်အရေးပေးတယ်လို့ဟဲဘန်ကပြောကြခဲ့ပါတယ်။ဒါကကျွန်တော်ရဲ့အားသာချက်တွေတကတခုပဲပြီးတော့ဘေးကျန်းကနေကာကွယ်တာကလည်းကျွန်တော်ရဲ့အားသာချက်ပဲလို့ရှင်းပြခဲ့ပါတယ်။ဒါကနီးပြရူဘယ်အမော်ရင်ကသူ့ရဲ့ကစားဟန်နဲ့လီဆန်နိုမာတီနက်လို့နောက်ခံလူ၃ယောက်တန်းစနစ်မှာဘယ်လိုလိုက်ဖက်မလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။2024-2025ရာသီကိုအကောင်းဆုံးပုံစံနဲ့ဆုံးသတ်နိုင်ခဲ့ပြီးကလပ်ရဲ့ညွှန်ကြားချက်ခီးစဉ်မှာလည်းခြေစွမ်းပြနိုင်ခဲ့တာကြောင့် Heaven က2025-2026ရာသီမှာအတင်းကြီးမှာအောင်မြင်တဲ့ရာသီတစ်ခုကိုပိုင်ဆိုင်မှုမျှော်မှန်းနေပါတယ် ရှင်နဲ့ကနေပြရူဝေအမော်ရီယာအိုးဆောင်မှုအောက်မှာလူငယ်ကစားသမားတွေကိုအာယုံဆိုင်နေပြီးအတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ထွန်းတိဆပါရမီရှင်တွေကိုပေါင်းဆက်ထားတဲ့အသေးသေးတင်းကိုတိဆောက်ဖို့ရည်ရွယ်နေပါတယ်ဒီလိုပအဝင်ချိန်မျိုးမှာဟဲဘဲအတွက်အစင်းမြင့်တက်လာဖို့ခွင်လန်းတွေပုံများနေတာကြောင့်သူရနာဂတ်ကတောက်ပနေပါတယ်ရှင်နဲ့ပြည်သက်တွေအနေနဲ့ကတော့လူငယ်ကစားသမားအေရင်ဟဲဘဲရဲ့ခြေကျွမ်းတွေကိုဆဲလုချသွားဆောင်ကြည့်နေကြပြီပဲဖြစ်ပါတယ်ဒီမှာရှင်နဲ့ပြည်သက်တွေရဲ့အမားတို့ချစ်တဲ့